ပြီကျွန်တော်တက်တဲ့အာတက်ကတော့မှာ clinical mental health counseling လေးလာရပါတယ်လေလာရတာကအာတက်ကအခုအခုလေလာရတဲ့အဒီအကြာ course နာမည်က group counseling ဖြစ်ပါတယ်ကျွန်တော်တို့မှာအခု9လ intensive intensive ဆရာအများကြီးကြိုးစားရတဲ့အပိုင်းတစ်ခုရှိပါတယ်အမ် clinical mental health counseling so da um mm -hmm. magi chan um, de so yin de saitha ja de akhe akhe mya de um တချို့မှာတော့ကိုကိုကိုတာသိစေချင်တဲ့တချို့မှာအဆွဲများတဲ့စပါစောအရဲ့တောက်ချင်းနဲ့ပတ်သက်တဲ့အဆွဲ ဒါမဟုတ် gain ဆိုချင်တဲ့ပတ်သက်တဲ့အစွဲတွေအလိုမျိုးအခက်အခဲများတဲ့ပုံကိုယ်တွေကိုပူညီပေးတဲ့အကြံဉာဏ်ပြုခြင်းဖြစ်ပါတယ်။နောက်ဆိုပါဒမန်အရမကတိဘူးအမ်အင်းဒေါင်းအဂျာပီယန်အခက်အခဲများတွေ့ရတဲ့အမ်တခြားဆိုပါဆိုမိတ်ဆွေတွေနဲ့လူတွေနဲ့လူမှုရေးကိစ္စများတဲ့ပုံကိုယ်တွေကိုလည်း အကြံဉာဏ်အခက်အခဲများအမ်တွေ့ရတဲ့ပုံကိုယ်တွေကိုပူညီပေးခြင်းအကြံဉာဏ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ယုံကြည်တဲ့ဒီဟာကဗုဒ္ဓဘာသာနဲ့အများကြီးညီပါတယ်ဘာကျွန်တော်ဆိုတော့ဗုဒ္ဓဘာသာမှာလဲအာအလိုကိုဘဝမှာနဲ့ပတ်သက်တဲ့စိတ်ထားကြတဲ့အာကိစ္စတွေကိုအာမြတ်စွာဘုရားကအများကြီးအကြံပေးတော်မူပါတယ် ဒါနဲ့အဲအင်းအောင်ကြတဲ့ကိစ္စတွေကိုလည်းမြတ်စွာဘုရားကအများကြီးအများကြီးကူညီပေးပါတယ်။ဘယ်လိုဖြစ်ရှင်ရမလဲဘယ်လိုဘယ်လိုဘယ်လိုရှောင်းရှောင်းလို့ရမလဲအမြတ်စွာဘုရားကအများကြီးကူညီပေးပါတယ်။ဒါနဲ့အခုခုကိုတတ်တည်ခြင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့စာပေမှာလည်းရှိပါတယ်။အပြီးတော့အ တော်တော်များများပုံကိုယ်တွေမှာစိတ်ထစိတ်စိတ်တဇယောဂံလည်းရှိကြပါတယ်အဲ့ဒီဟာကိုကျွန်တော်တို့ကကောင်ဆယ်လင်းမှာဒါဆိုအကျဉ်းဉာဏ်အာဘေးတဲ့ဘာသာရမှာကျွန်တော်တို့ကဖြည့်ရှင်းမှုတော့သိမလို့ပါဘူးအဲ့ဒီဟာကို psychology မှာလို့ပါတယ်ကောင်ဆယ်လင်းမှာဆိုတာအဲ့ဒီဟာကိုရှောင်းလွယ်ဖို့ကူညီပေးတယ်ဒါဆိုလူတွေမှာ ကိုယ်ပေါ်မှာအခက်အခဲများရှိတဲ့အခါမှာဒုက္ခများများတွေ့ရတဲ့အခါမှာဒီခံလို့မရတဲ့အခက်အခဲများတွေ့ရတဲ့အခါမှာကျွန်တော်တို့က counselor တွေအနေနဲ့သူတို့ကသူတို့ရဲ့ကိစ္စတော့သူတို့ရဲ့ကိစ္စကိုလည်းဖြည့်ရှင်းဖို့ကြိုးစားပေးတယ်အကူအညီပေးတဲ့အကြံဉာဏ်တွေပေးတယ်ဒါပေမဲ့အပေါ်ပြီးအရေးကြီးတာကကျွန်တော်ယုံကြည်တယ်သူတို့ရဲ့ကိစ္စကပိုပြီးမကြီးမားသွားအောင်ညီပေးပါတယ်ဒါဆို ူတို့မှာစိတ်တဆတ်ယောဂမဖြစ်သေးခင်ကျွန်တော်တို့ကကုညီပြပြီးတော့စိတ်တဆတ်ယောဂမဖြစ်သွားတော့ဘူးအဲ့ဒီဟာကကျွန်တော်ကယုံကြည်တဲ့အဓိကအကျိုးဖြစ်ပါတယ်။ဒါဆိုအာကျွန်တော်တို့မှာအာဒီဘာသာရမှာအဓိကအဖြစ်လူတွေရဲ့အခက်အခဲတွေကိုနားထောင်ရပါတယ်။ဒါဆိုသူတို့မှာအာဘယ်လိုမျိုးအခက်အခဲများရှိပါသလဲ ဘယ်လိုမျိုးဖြစ်ရှင်ဖို့ကြိုးစားခဲ့ပါသလဲဒီရင်တော့ကဘယ်လိုအောင်မြင်ဖို့လဲအာပြီးတော့အဲ့ဒီဟာဖြစ်ရှင်ဖို့အာဘယ်လိုမျိုးအမ်အခွင့်အရေးတွေရှိပါသလဲဆိုပြီးတော့ကျွန်တော်တို့ကတဖြည်းဖြည်းချင်းမေးလိုက်ပြီးတော့အမ်သူတို့ကိုပြောပြချင်းမှအာပေးလိုက်ပြီးတော့တဖြည်းဖြည်းချင်းအကောင်းဆုံးအကောင်းဆုံးဆိုရင်တော့သူတို့ကိုသူတို့ကိုကိုယ်တိုင် ဖြစ်ရှင်းချက်ရှားခြင်းမှာကြီးပြရပါတယ်ကျွန်တော်တို့ဘက်ကလည်းဖြစ်ရှင်းဖို့အဆုံးအကြံဉာဏ်တွေပြလို့ရပါတယ်ဒါပေမဲ့အဲ့ဒါကတိကောင်ဆယ်မှာကတိအကြံဉာဏ်အကြံဉာဏ်ဘာသာရမှာအသိဒါပေမဲ့ကြပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအကြံဉာဏ်ပေးလိုက်ပြီးတော့သူကလည်းအော်အဲ့ဒါလည်းစူးစမ်းပြီးအဲ့ဒါလည်းစမ်းကြည့်ပြီးအဲ့ဒီဟာအခုအညီမဖြစ်ပါဘူးဆိုပြီးတော့အဲ့လိုဆိုရင် အစမပြေတော့ဘောနော်ဒါမှမဟုတ်ကျွန်တော်တို့ကအကျဉာဏ်ပေးမယ်အဲ့တော့သူကအော်အဲ့ဒါငါနဲ့မဆိုင်ဘူးငါလုပ်လို့မရဘူးဆိုပြီးတော့နော်အဲ့လိုဆိုရင်အခုအညီသိမ့်မဖြစ်သွားဘူးလေအဲ့တော့ပြီးတော့အဲ့ဒီအကျဉာဏ်ပေးတဲ့လူကိုလည်းသူတို့ကယုံကြည်မှမဟုတ်တော့ဘူးဘောသူစီမှလည်းအခုအညီရှာမှမဟုတ်ဘူးဒါကြောင့်အခုခေတ္တခေတ္တနီလာမှဆိုရင်တော့အတားနိုင်ဆုံးအကျဉာဏ်မပြုတ်ပန်နဲ့သူတို့ကို um amadan nyin nyin da da me lai pi lo uh tu ro ye kaisa go pyo pya khain lai pi lo tha pyo pya khain lai pi lo tha pyo pya khain lai pi lo tha na thong pi lo na thong pi lo ကိုရဲ့နားလည်းမှုအတိုင်းသူတို့ကိုပြန်ပြောပြလိုက်ပြီးတော့တဖြည်းဖြည်းချင်းသူတို့ကိုတိုင်းဖြည်းချင်းချက်တွေ့အောင်သူတို့ကိုကူညီပြရတယ်။အဲ့လိုဆိုရင်အစစ်ပြတ်တော့ ဘာကြောင့်ဆိုတော့သူတို့ကိုယ်တိုင်ဖြစ်ရှင်းချက်တွဲပြီးဆိုလို့ရှိရင်အဲ့ဒီဖြစ်ရှင်းချက်ကလည်းဘာမှအကျိုးမရှိဘူးဆိုလို့ရှိရင်ဒါသူတို့ရဲ့ကိစ္စကိုကိုသူတို့ဟာအပြည့်အတန်းလို့မရတော့နော်ဒါပေမဲ့အဒီဟာမလိုပဲဘူးပေါ့နော်အဒီဟာမလိုပဲဘူးတော်တော်များများလူတွေကကိုယ်ကိစ္စကိုတောင်နားမလဲကြဘူးကိုယ်ကိစ္စကိုတောင်မပြည့်ပြတတ်ကြပါဘူးဒါကြောင့်တော်တော်ခက်ခဲပါတယ်လေးစားလေးလာစရာအများရှိပါတယ်အဒီဟာနဲ့အတူနောက်ထစိတ်သက်သာယောဂလေးတစ်ခုရှိတယ်ဆိုလို့ရှိရင် ကိုကိုကိုမာနာကြီးတယ်ဆိုလို့ရှိရင်ဒါမှမဟုတ်ကို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 ရဲ့တချို့မှာအုံနောက်မှာတကယ်ကြီးပြဿနာတခုယောဂတောင်ရှိကြတယ်ဒါဆိုအဲ့လိုမျိုးအဆုံလူတွေရှိနေတယ်အဆုံကိစ္စတွေရှိနေတယ်အဲ့ဒီကိစ္စတွေအများကြီးလေ့လာရတယ်ညီလန်တွေလေ့လာရပါတယ်ညီလန်တွေအများကြီးအများကြီးရှိပါတယ်အဲ့တော့ counseling မှာညီလန်တချို့တွေကတတိဆိုတဲ့ဟာကိုအတုံးအတုံးပြပါတယ် ဗုဒ္ဓဘာသာကိုအများကြီးအတူယူပါတယ်ဗုဒ္ဓဘာသာမှာအများကြီးလည်လာပြီးတော့အဲ့ဒီဟာအတိုင်းလဲကူညီပေးတဲ့နည်းလမ်းတွေရှိပါတယ်ဒါဆိုအမ်ကျွန်တော်တို့က counseling ဆိုလို့ရှိရင်အာတော်တော်အကျုံများပါတယ်ပြဿနာကအာဘာကြောင့်အာတချို့ကမင်းနိုင်တယ်ဘာကြောင့်ဗုဒ္ဓဘာသာနဲ့တခါတည်းလုံးလုံးမရဘူးလဲဘာကြောင့်နောက်ထပ် counseling လည်လာရမလဲဆိုပြီးတော့ ဗုဒ္ဓဘာသာက2000နှစ်ပေါင်း2500ဟောင်းတယ်အဲ့တော့အဲ့ဒီတုန်းကလျှက်စင်းမိတာမရှိခဲ့ပါဘူးနော်ဖုန်းတွေကွန်ပျူတာတွေနည်းနည်းသာသာလျှက်စင်းမိတာမရှိခဲ့ပါဘူးနော်အဲ့ဒီတုန်းကယထာတွေမြေထာတွေမရှိခဲ့ပါဘူးအာကာတွေအလင်းပြင်းတွေအာနည်းနည်းသာသာနော်အာသူတို့မှာအမ်ဘယ်လို အာသူတို့မှလမ်းတွေတောင်တသက်ချာချာမရှိခဲ့ပါဘူးเนาะအဲ့တော့အာယနေ့ခေတ်မှာရှင်နေတဲ့ဤပညာတွေယနေ့ခေတ်မှာရှင်နေတဲ့အာလောအချက်တွေအာပြဿနာတွေအဲ့ဒီတောင်ကလုံးဝမရှိခဲ့ပါဘူးတခြားပြဿနာတွေရှိခဲ့ပါတယ်เนาะဒါဆိုဟိုယနေ့ကစပါးစို့တော်ဖြတ်မယ်ဆိုလို့ရှိရင်အဲ့ဒီမှာသခိုးတွေရှိတယ်ပေါ့အဲ့ဒီအလိုမျိုးပြဿနာကဒီနေ့ ိမ့်မရှိပါဘူးရှိတော့ရှိတယ်မရှာပါတဲ့ဘူးဆိုပါဆို check နိုင်ငံမှာတော့ဖြားမယ်ဆိုလို့ရှိရင်ဒီခါမှာတကူမတွေ့ပါဘူးနော်တော့ကိုညာနေကြီးမကြီးမှာအချိန်ပေါင်းတစ်ထောင်ဖြတ်ကြည့်ပါတခါမှတကူမတွေ့ပါဘူးနော်မြန်မာနိုင်ငံမှာတော့တွေ့တာပေါ့ချက်နေရမှာတော့မတွေ့ဘူး sorry နော်အဲ့တော့အဲ့လိုဆိုရင်အဲ့ဒီပြဿနာတွေမရှိပါဘူးဒါပေမဲ့ မရှိခဲ့တဲ့ပြဿနာတွေရှိပါတယ်နော်စပါဆိုအမ်ဖုန်းဖုန်းမှာအဆွဲပြီးရသွားတာပေါ့ဖုန်းဒါမှမဟုတ်ဖုန်းမှာအမ်ဖုန်းမှာမကောင်းတဲ့စကားတွေနားထောင်ရတယ်မကောင်းတဲ့အမ်ဒေါင်းဆိုချက်တွေအမ်ဖန်ရတာတွေအဆုံးရှိပါတယ်ဒါမှမဟုတ်အမ်ကိုရဲ့အာကိုရဲ့ပုဂ္ဂလိကကိစ္စတွေကိုခိုးချင်း ကိုချင်းစသဖြင့်ကိစ္စတွေရှိပါတယ်။အဲဒီဟာမြတ်စွာဘုရားကမှလုံးဝမရှိခဲ့ဘူး။နော်။ဒါနဲ့ယနေ့ကဲမှအာဒီအိမ်တောင်ရေးဆိုလို့ရှိရင်ယနေ့ကဲမှလုံးဝအရင်တုန်းကရှိခဲ့တဲ့အရင်တုန်းကပြင်ပြဿနာမဟုတ်တဲ့ဟာတွေယနေ့ကဲမှပုံများလာ။ So အရင်တုန်းကဆိုလို့ရှိရင်အာအမြင့်သမီးဆိုလို့ရှိရင်ယောက်ျားကတော့နားထောင် ယနေ့ကမှဆိုလို့ရှိရင်ယောက်ျားကအမျိုးသမီးကိုနားထောင်ရတယ်။နည်းနည်းထူဆန်းတယ်ပေါ့။နော်တချို့ယောက်ျားယောက်ျားတွေကအဲ့ဒီဟာမကြိုက်ဘူး။ဘာမိမကိုနားထောင်ရမလဲ။မကြိုက်ဘူးဆိုပြီးတော့အဲ့လိုစင်ပြည့်တနာတယ်။အဲ့ဒီလိုမျိုးပြည့်တနာကိုမြစာဖျားခက်ကလုံးဝမတွေ့ရပါဘူး။အမြင်တော့မိမကယောက်ျားကိုနားထောင်တယ်။ယနေ့ကဆိုရင်ယောက်ျားကမိမကိုနားထောင်ရတယ်။ရနေကဲဆိုတော့မိမကမှားရင်လည်းယောက်ျားကဟုတ်တာပဲဆိုပြီးပြောရမှာပေါ့မပြောဘူးဆိုလို့ရှင် sorry အိမ်တော့ပွဲတယ် ဒါဆိုယနေ့ခက်ကမတူးတော့ဘူးယနေ့ခက်ကမတူးတော့ကျွန်တော်တို့ကအဲ့ဒီဇာပေနဲ့ယနေ့ခက်ရဲ့ကိစ္စတွေကိုတွေ့လိုက်ပြီးတော့လေ့လာရအဲ့တော့အဲ့ဒီဟာကို counseling မှာလေ့လာရအဲ့တော့ counselor တွေအခုကျွန်တော်တင်တဲ့တောင်းနဲ့ချီပြီးရှိပါတယ်အဲ့တော့သူတို့ရဲ့အတွေ့အကြုံတွေလည်းများတယ်ပေါ့သူတို့ကလည်းအာ counselor တိုင်းကသူတို့ရဲ့ အဆုံးအဆုံးညဘလို့ပြောပြတယ်။နာသူတို့စီလာတဲ့ပုံကိုယ်တွေအများကြီးရှိတယ်။ထောင်နဲ့ချီပြီးရှိပါတယ်။ဒါဆိုအဲ့လိုသူတို့ရဲ့အတွေ့အကြုံတွေမှာအများကြီးလေးလာနိုင်တယ်။ဘယ်လိုမျိုးအကြေကင်းများရှိခဲ့လဲ။ဘယ်လိုမျိုးကူညီပေးနိုင်မလဲဆိုပြီးတော့အရင်ကောင်းပါတယ်။ကျွန်တော်ထင်တယ်လူတွေအတွက်မကားသေးဘူး။အမ်ယဟန်တွေအတွက်တောင်ကောင်ဆယ်လင်းဘာသာရပ်ကိုလေ့လာတာတော်တော်ကောင်းပါတယ်။ ပါကြောင့်လဲဆိုတော့ယဟန်တွေစီးပါပဲဖြစ်ဖြစ်အတကရကမတွေကလာပြီးတော့ပြောတယ်ရှင်ဖီးယားကျွန်တော်ကကိုကိုကိုတတ်သိစင်တတ်သိချင်တယ်တဲ့အဲ့တော့ယဟန်ကပါတယ်ပြောလိုက်ကဲငါမသိဘူးတွန်းလိုက်ဆိုတော့အဲ့လိုပြောလာအဲ့လိုမပြောပါဘူးအကြံဉာဏ်တွေပြည်တယ်အဲ့တော့သူပြထားတဲ့အကြံဉာဏ်တွေတစ်ခါတလေအောင်တယ်တစ်ခါတလေမအောင်ဘူးပေါ့ ကျွန်တော်ကယဟန်ဘဝမှာကျွန်တော်စီအဲ့လိုကိုကိုကိုတတ်သိခြင်းတဲ့ပုံကိုတွေတော်တော်များများလာကြပါတယ်ကျွန်တော်ကလည်းပြောတယ်နော်ကျွန်တော်ကလည်းဖြေးတယ်ကုညီပေးတယ်ပြီးရင်သူကကိုကိုကိုမတတ်သိပါဘူးဒါပေမဲ့ကိုကိုကိုတတ်သိတဲ့ပုံကိုတွေကျွန်တော်မသိပါဘူးကိုကိုတတ်သိပြီးတော့ကိုကိုကိုကမသိဘူးလေနော်မသိဘူးပါ တချို့ယဟန်တွေကစကားပြောတဲ့အခါမှာမာတယ်ပေါ့ဆိုတော့အကျဉ်းဉာဏ်ပါတာရဲ့ကိုမလေးလားထားတော့ဘလူးမှုရေးမှာမစွန့်ပါဘူးနော်ဆိုပါဆိုမြန်မာယဟန်ကဘာတွေပြောလဲဆိုပြီးတော့လိန်မှုချစ်သူတွေကိုအကုန်လုံးတန်းအတန်းလောက်လိုက်ပြီးတော့အကုန်လုံးကိုတင်တန်းနဲ့တပ်ဖြစ်လိုက်မယ်ဆိုရင်အရာကောင်းတယ်တဲ့မြန်မာယဟန်တပါကပြောတယ်နော်ဆိုတော့အကျဉ်းဉာဏ်ကြီးမလေးလားထားအကျဉ်းဉာဏ်ပါတာရဲ့လေးလားသွားပြီးဆိုရှင်ဒီကိစ္စတွေမတွေ့တော့ပါဘူး အဲဆိုတော့အကျဉ်းချုပ်ဘာသာရမှာလဲအားလုံးတို့ကိုချစ်ခင်ရမယ်ဆိုပြီးလေ့လာရင်နော်ဘုရားဘာသာမှာဆိုလို့ရှိရင်ဒီကိစ္စနဲ့နဲ့ရှုပ်တယ်နော်အဲဆိုတော့ဘုရားဘာသာမှာဆိုရင်တော့ရှင်တို့ကအထက်ကတာအတိုင်းပြုမဲ့ ပြောမယ်ဆိုလို့ရှိရင်တော့အနာဂတ်မှာအနာဂတ်ဆိုတာအခုမဖြစ်သေးတဲ့အချိန်နော်တချို့တကာကံတွေကအနာဂတ်ဆိုတဲ့စကားလုံးကိုနားမလည်ကြပါဘူးဒါကြောင့်ပြောပြအောင်အနာဂတ်ဆိုတာအခုမဖြစ်သေးတဲ့အချိန်ဖြစ်ပြီးသားအချိန်ကိုအတေးလို့ခေါ်ပါတယ်နော်အခုဖြစ်နေတဲ့အချိန်ကိုပစ္စုပန်လို့ခေါ်ပါတယ်မဖြစ်သေးတဲ့အချိန်ဆိုပါဆိုမနေ့ဖြန်တပတ်ခါနောက်လာနောက်နေ့ဆက်အနာဂတ်လို့ခေါ်ပါတယ်အဲ့တော့ဦးစင်းတွေရဲ့စာပေမှာဆိုလို့ရှိရင်အနာကမဖြစ်သေးတဲ့အချိန်မှာ ဘာလို့ဖြစ်မလဲဆိုပြီးတော့သာသနာတော်ကပျောက်ကွယ်သွားမယ်တဲ့အဲ့တော့ပျောက်ကွယ်သွားမယ့်အချိန်မှာလိန်သူချစ်သူတွေမြတ်မယ်တဲ့အဲ့ဒါကြောင့်ယဟန်တွေတချို့ကယုံကြည်တယ်လိန်သူချစ်သူတွေကိုအကုန်တပ်ပြစ်လိုက်မယ်ဆိုလို့ရှင်သာသနာတော်မကွယ်သွားပါဘူးလို့သူတွေယူဆချက်ပေါ့နော်အဲ့တော့သူတို့ကဒီအကျဉ်းဉဏ်ဘာသာရဲ့ကုလလထားတယ်ဆိုလို့ရှင်သူတို့ကပိုပြီးကောင်းကောင်းမမုန်းတာပေါ့ပေါ့လိမ့်မယ်ပေါ့ ငါတို့ကအကုန်လုံးအချင်းချင်းချိခင်မယ်ဆိုလို့ရှင်ပုပ်ပြီးအဆင်ပြေမှာပါဆိုလိုလေလာသွားမယ်ပေါ့နော်မြတ်စွာဘုရားကလည်းအလိုဟောတာပေါ့နော်ဒါပေမဲ့တချို့ယဟန်တွေကအရင်မစွမ်းဘူးပေါ့ဒါကြောင့်အကျဉ်းဉဏ်ဘာသာရက်ကိုအဲလိုမျိုးယဟန်တွေကလေလာမယ်ဆိုလို့ရှင်အဲလိုမျိုးယဟန်တွေကလည်းပိုကောင်းမယ်လို့ယုံကြည်ပါတယ်ပြီးတော့ကောင်းပြီးသားယဟန်တွေလည်းရှိပါတယ် နော်ဒါဆိုဒီဟာစွမ်းစွမ်းအားနဲ့တဲ့ယဟန်တွေပေါ့နော်စွမ်းအားနဲ့တဲ့ယဟန်တွေအတွက်အကျဉ်းဉာဏ်ဘာသာရက်ကအကျိုးများမယ်လို့ပြောပြတယ်နော်စွမ်းအားများတဲ့ယဟန်တွေလည်းအကျိုးများမှများများရမယ်လို့ယုံကြည်ပါတယ်ဘယ်လိုမျိုးအကျိုးရမလဲဆိုပြီးတော့သူတို့ကယနေ့ခဲမှာဘယ်လိုမျိုးတက္ကရာကမတွေမှာအခက်အခဲရှိလဲဆိုပြီးတော့လေ့လာသွားနိုင်တယ်အဲ့ဒီအခက်အခဲတွေကိုသူတို့ကလေ့လာသွားပြီးတော့ သူတို့ကိုအဲ့ဒီတက္ကရာကမတွေကိုပုံပြီးကူညီပေးနိုင်မှာဒါဆိုတက္ကရာကမတွေမှာစပါဆိုစေထကြတဲ့ယောဂရှိကျွန်တော်တို့စာပေမှာစေထကြတဲ့ယောဂအတွက်ဘယ်လိုမျိုးဖြစ်ရှင်းချက်မပြပြထားပါဘူးဒီလိုမှာစေထကြတဲ့ယောဂရှိပါတယ်စေထကြတဲ့ယောဂဒီအမျိုးအစားအမျိုးအစားရှိပါတယ်ဒီအမျိုးအစားအတွက်ဆိုလို့ရှိရင်ဒီလိုမျိုးနားထောင်ရမယ်ဟိုအမျိုးအစားအတွက်ဒီလိုမျိုးနားထောင်ရမယ်အဲ့လိုစာပေမှာမရှိပါဘူး အဲ့လိုစာပေမှာမရှိဘူးဘာကြောင့်လဲဆိုပြီးတော့မြတ်စွာဘုရားကဲမှာအဲ့လိုစေတတ်ကြတဲ့ယောဂအရင်ရှာပါတယ်ယနေ့ကဲမှာစေတတ်ကြတဲ့ယောဂအရင်မြပါတယ်ဒါပေမဲ့အဲ့ဒီစေတတ်ကြတဲ့ယောဂအာဝေဒနာရှင်တွေကယဟန်တွေစီလာပြီးတော့အကျဉ်းဉဏ်တွေရှာတယ်ယဟန်တွေကအကျဉ်းဉဏ်တွေတော်တော်များများမားတယ်နော်အဲ့ဉာဏ်တွေတော်တော်မားတယ်တော်အဆင်ပြေပါ เนาะအဲ့တော့ဒါနဲ့အချင်းညာအတန်နိုင်ဆုံးမပြရပါဘူးနားထောင်ရမယ်ဆိုတာလေယဟန်တွေမှာစွမ်းအားနေတယ်เนาะယဟန်တွေကအချင်းညာတခါတည်းပြလိုက်ပြီးတော့မြစွာဖျားကဒီလိုဟောတယ်ဒီလိုလောက်ဒါပဲဆိုပြီးတော့ဟမ်နားမထောင်ပါဘူးတချို့ယဟန်တွေကနားထောင်ပါတယ်ဒါပေမဲ့နားထောင်ပြီးရင်ဘာတွေလုပ်ရမလဲဆိုပြီးတော့မသိတော့ပါဘူးနားပဲနားထောင်ပါတယ်ပေါ့အဲ့ဒါကရကမရယဟန်စီလာပြီးတော့ တောင်းနိုင်လေးနိုင်ပျော့ပျော့ပျော့ပြီးတော့တမဆရာကျွန်တော်သွားမယ်နော်ဆိုပြီးတော့တခါတည်းဒါပဲယဟန်ကမကူညီဘူးနားတော့နားထောင်ပါတယ်ဒါပေမဲ့အဲ့ဒါပဲဒါဆိုယနေ့ကမှယဟန်တွေကအကျဉ်းဉဏ်ဘာသာရပ်ကိုလေ့လာမယ်ဆိုရင်အမှန်တန်ကောင်းပါတယ်နော်အကျွန်တော်ကအကျဉ်းဉဏ်ဘာသာရပ်ကိုလေ့လာနိုင်မဲ့အအခြေအနေအစမပြေတော့လူလူထွက်တော့ အခုတော့အစဉ်ပြေတာအစဉ်ပြေပါတယ်ဘယ်လိုအစဉ်ပြေလဲဆိုပြီးတော့လောလောဆယ်ပြောလို့အစဉ်မပြေပါဘူးကုလုံးချုံကြီးရဲ့အတွက်ပြောလို့အစဉ်မပြေသေးဘူးဒါပေမဲ့လေ့လာပါတယ်တနလာနေ့မှာအစအစခဲ့ပါတယ်အစတွေတော်တော်များများဖတ်ရတယ်ဘယ်လိုလဲပေါ့အချိန်မီပြီး assignment မလုပ်နိုင်ဘူးလို့နည်းနည်းဆွေးရပါတယ်ဒါဆိုအဒီတစ်ခါ intensive ဖြစ်ပါတယ်ဒီ intensive ဘာသာရမှာကျွန်တော်တို့က အာကျွန်တော်တို့ကစက်တင်ဘာလလောက်အာမှာအာကျွန်တော်တို့ရဲ့အကြောင်းမှာအကြောင်းရဲ့ဆုံးဖြတ်ချက်အတိုင်းအာကျွန်တော်တို့ကအာကြောင်းသားတွေအာအကောင်လုံးဆူလိုက်ပြီးတော့အဖွဲလိုက်အဖွဲလိုက်အာကျွန်တော်တို့ကကောင်ဆယ်လင်းလုပ်ရမယ်ဒါဆိုအဲ့ဒီဟာတသက်နီလန်းဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ကအကြံဉာဏ်ပြပြနိုင်တာကတသက်လူတယောက်စီလုပ်လို့ရပါတယ်ဒါမဲ့ပြီးတော့ အဖွဲလိုက်လဲလုပ်လို့ရပါတယ်စပါစို့အယောက်ရှေးယောက်ဆယ်ယောက်ကိုစုထားလိုက်ပြီးတော့တယောက်ပြီးတယောက်သူတို့ရဲ့ကိစ္စကိုပြောပြတယ်ဒါဆိုကြံတဲ့လူတွေကသူတို့ရဲ့ကိစ္စကိုနားလဲတယ်နားထောင်တယ်နားထောင်ရတယ်ပေါ့အဲ့တော့သူတို့ရဲ့ကိစ္စကလည်းဒီလူဒီလူရဲ့ဟောလူရဲ့ကိစ္စကနည်းနည်းတူညီတယ်ဆိုလို့ရှင်သူတို့ကနည်းနည်းလေးဒါပေါ်ပေါက်နေတယ်အော်ငါဒီတစ်ကဘာလုံးမှာဒုက္ခရောက်တဲ့တယောက်တည်းမဟုတ်ပါဘူးတခြားလူတွေလည်း ဒုက္ခရောက်ကြပါတယ်သူတို့ကလည်းဘယ်လိုမျိုးကြိုးစားခဲ့တယ်ကြိုးစားခဲ့လဲအဲ့တော့စပါလူတချို့ကအောင်မြင်တယ်ပေါ့အဆင်ပြေသွားတယ်เนาะအဲ့တော့အဆင်ပြေသွားတဲ့လူကိုဟိုတခြားလူကအတူယူလိုက်ပြီးတော့အော်ဟလာအဲ့လိုဆင်သင်ကအဆင်အောင်မြင်ခဲ့တဲ့ဆိုလို့ရှင်ကလည်းအောင်မြင်နိုင်ပါတယ်ဆိုပြီးတော့အတူယူနိုင်တယ်ပေါ့ဒါအဲ့လိုညီလန်းတွေအဆုံရှိပါတယ်ဒါဆိုအဲ့ဒါကအပွဲလိုက် counseling အခုကျွန်တော်လေ့လာရတယ် 哦，接触点吧，谢谢。